ဟိအန္တာဇယံသူကတံအမိတံဝိရဇံလလိတံအတုလံသရဏံတိဘဝပါတမံယမကံဒုက္ခတံတရဏံပဏမာမိဇိနံကဲအလုံးဖြည်းဖြည်းဆိုသားမှာအရဟံဝိအန္တာဇယံသူကတံ အမိတံဝိရတံလာလိတံအတုလံသရဏံတိဘဝုပါတမံယမကံဒုက္ခတံသရဏံဗနာမာမိဇိနံတခေါက်ဖတ်ပါဦးရဟံဗဟိအန္တာဇယံသူကတံအနိတံဝိရသံ လာလီတံအာတုလံသရဏံတိဘဝပါတမံယမကံဒုက္ခရံသရဏံပနမာမိဇိနံရဟံဘုဒ္ဓတုကိုခံယူတော်မူတိုက်တော်မြတ်စွာဘုရားကို ပနမာမိရှိခိုးပါ၏ဘိအန္တဇေယံအတွန်းအပါယံကို အောင်တော်မူသောမြတ်စွာဘုရားကိုပဏမာမိရှိခိုးပါ၏ဒုက္ကတံကောင်းသောစကားကိုဟောပြောတတ်သောမြတ်စွာဘုရားကိုပဏမာမိရှိခိုးပါ၏နောက်ကအာမိတံဝိရဇံလလိတံအတုလံအာမိတံမနိုင်ရှင်နိုင်သည့်တကူပြာတိဟာရှိသောမြတ်စွာဘုရားကိုပဏမာမိရှိခိုးပါ၏ ဝိရဇံကိလေသာမြူကင်တော်မူသောမြတ်စွာဘုရားကိုပဏမမိရှိခိုးပါ၏လလီတံတင့်တဲ့တပေတော်မူသောမြတ်စွာဘုရားကိုပဏမမိရှိခိုးပါ၏အတုလံအတုမရှိသောမြတ်စွာဘုရားကို ပဏမမိရှိခိုးဝါဤဘုတ္တရာအကြောင်းစရဏံတိဘဝပါတမံယမကံအဲ့ဒီဥစ္စာစရဏံအကျင့်စရဏာနဲ့ပြည်စုံတော်မူသောမြတ်စွာဘုရားကိုပဏမမိရှိခိုးဝါဤတိဘဝပါတမံဘုံတုံးမ၌ကိလေသာငြိမ်းဤတော်မြတ်စွာဘုရားကိုတိက သုံးပေါ့ဘဝကဘုံတိဘဝဘုံသုံးပါဥပသမကိလေသာငြိမ်းတာတိဘဝဥပသမဘုံသုံးပါနာကိလေသာငြိမ်းတော်မြန်စွာဘုရားကိုပဏမမိရှိခိုးပါ၏ယမကံယေမီအစုံအစုံတကူပြာရီဟာနှင့်ပြည့်စုံတော်မြတ်စွာဘုရားကိုပဏမမိရှိခိုးပါ၏နောက်ဆုံးပါရ ဒုက္ခတံတရဏံဗန္နမာမိဇိနံအရိမေဂုံတော်သုံးပါဒုက္ခတံချမ်းသာကိုပြီးစွာနိုင်သောမြတ်စွာဘုရားကိုဒုက္ခကချမ်းသာဟုဓံလေးကတော့ပြီးစွာနိုင်တယ်ဒုက္ခံတရာတိတိဒုက္ခတော်ဒုက္ခတံချမ်းသာကိုပြီးသွားနိုင်သောမြတ်စွာဘုရားကိုဗနမာမိရှိကိုပါ၏ တရဏံကူကွယ်အားထားရဖြစ်တော်မြတ်စွာဘုရားကိုပဏမမိရှိခိုးပါ၏ဇိနံမင်္ဂဘကိုအောင်းလုံးမြင်တော်မြတ်စွာဘုရားကိုပဏမမိရှိခိုးပါ၏အပေါ်ကထာလေးတစ်ခေါက်ဆိုလိုက်ပါဦးရဟံဒိအန္တာဇယံသူကတံအမိတံဝိရဇံလာလိတံအတုလံ စရဏံဣဘဝပတမံယမကံဒုက္ခတံတရဏံပဏမာမိဇိနံဧဒီဂါထာလေးဘုဘုံမှုတို့မန္တလေးယတိကြီးဥခန္တီဆိုတာကြားမှုကြလားနော်အေးယတိကြီးဥခန္တီကအမြဲရှိခိုးဆိုရက်အေးယတိကြီးဥခန္တီဆိုတာအစတော့ကတော့ဥစဉ်လေးပေါ့သူကယမဲသိမ်းမြို့ အိနာလီရွာကယမဲစင်းရဲ့အရှိပဲရှမ်းတောင်ကြီးပေါ်တဲ့ပြီးတော့တရားကြီးကျင့်နောက်ပိုင်းကျတရားကြီးပေါက်ရောက်တယ်လို့ဆိုပါတယ်တရားကြီးပေါက်ရောက်တော့အီးငါသာသနာပြုမယ်ငါအတွက်တော့တရားကြီးပေါက်ရောက်ပြီးသာသနာပြုမယ်ဒါပဲမယ်လို့ဘုန်းကြီးဘုရားနဲ့ဆိုတော့ဗတ်စံနေပါဒီလဲကံရမတော်ဘူးယတိဝိမယ်ဆိုပြီးတော့ဥစဉ်ဘုရားကနေပြီးတော့ယတိဝိမယ် ယတိဝပြီးတော့မန္တလေးလာတဲ့သူကမန္တလေးအဲ့ဒီခေတ္တဟာသာသနာပိုင်ဆရာတော်ကြီးကတောင်တွင်သာသနာပိုင်နဲ့တောင်တွင်ကျောင်းတိုက်ကအဲ့ဒီဆရာတော်ကြီးစီသွားဆရာတော်ဖျားတပြီးတော့ယတိကြီးဥခန္တီပါဖျားတပြီးတော့သာသနာပြုမလို့ပါဖျားရီတည်မယ်ဖျားကျောင်းလေးဆောက်မယ်ဖျားအိုးကျောင်းအိုးကြီးပြင်မယ်ဖျား ဆောင်းနန်းဒီဆောက်ပါမယ်အဲ့လိုသာသနာပြုပါမယ်တပီးတော့မန္တလေးတောင်ကြီးမယ်နေရာလေးတနေရာပြီးပါလို့တောင်းတယ်တောင်းတော့သာသနာပိုင်ဆရာတော်ကြီးကဘုခန္ဒီခမရလည်းကျုပ်မမြင်ဘူးကုမမြင်တာခမရဘလောက်အစွမ်းတတ္တိရှိလို့သာသနာပြုနိုင်မယ်မပြုနိုင်ဘူးမသိရဘူးအဲ့တော့ခမရတတ္တိလေးအစွမ်းလေးနည်းနည်းပြသမ်းပါလို့ပြုံမြင်ရအဲလက်တွေ့ပြသမ်းများဆို ဆရာတော်ဘာကြည့်ကျင်တာတော့ဘလူသိကျင်တာတော့လို့မေးတယ်။ကဲနေပြင်ကတန်ငါ900ဆုံးကတ်ချင်တယ်။တွေးနိုင်ပါမလား။တွေးနိုင်ပါလေဗျာ900လည်းတွေးနိုင်တယ်1000လည်းတွေးနိုင်ပါလေဗျာ။ကဲဒီလိုဆိုရင်တပီးတော့တန်ငါ900ပင့်ထားလိုက်မယ်။ကိုတော့ပြင်ပြီးတော့တွေးပြီးတော့တပီးတော့ပင့်ထားမယ်ဆိုပြီးတော့ဦးဇင်းနေကိုရင်နေတန်ငါ900စာရေးပြီးတော့ပင့်ပေါ့။ပင့်လိုက်တော့ ဥခန္ဒီယာတပီးတော့အိပ်ဖူရာလေးတဏီယာတော့ညာအိပ်ဖူရာလေးပြေးပါဖျားဆိုအခန့်တခန့်တောင်းခန္ဒီယာရသူပစ္စည်းလေးထားပြီးတော့ဖျားရှိသွားပရိစိတ်နေရတယ်သူကပရိစိတ်ဘုလိုညာနေတယ်ပဲစွန်ချက်မဲ့ပြုံးမဲ့လူတွေတရားဝမ်းမလာဘူးညာလည်းမလား ਉ နာ ਈ ဆေနာ ਈ လဲမလား72နာ ਈ နာပြန်တစ်ချက်နှစ်ချက်ဘာမှမလာဘူးတရားဝမ်းမလာဘူး အဲ့တော့ဆရာတော်ကြီးကတော့တို့တော့ဥခန္တိကလိန်ပြီးနဲ့တူဟေးတို့ကတော့ဘုံကြီးတွေလည်းပင်မိတာဖြစ်နေပြန်ပိတ်လို့လည်းမဖြစ်ကဲဖြစ်ချင်ဟာဖြစ်กว่าဆိုပြီးတော့တိုင်ထားညအဲမနေ့ကင်း၄နာရီထိုးလောင်ကြမှာသူကကြီးစီလေးတိုးဝေးနဲ့တီးတီးပြီးတော့အမျှဝေးတဲ့အဲ့ကြမှာတံဃာရီဒီကမာရီဆုံးအုပ်ဒီထမ်းပြီးတော့တချို့ကယူရပြီးတော့လာကြတယ် နာရောမအမလီတော်ဒီရဲ့ဆုံးအုပ်ပြီးတော့လာခဲ့ဆိုပြီးတော့ဥစဉ်နေကိုရင်းနေလှဲကြနော်ဆုံးအုပ်ပေါင်းတထောင်ကျော်လာတဲ့အဲတန်ခါပင့်ထားတာက900ဆုံးကဆုံးအုပ်ကတထောင်ကျော်ဆိုတော့ပိုးတောင်မှနေတာဗောအေးအဲ့ကြမှာသာသနာ့ဘိုင်းဆရာတော်ကြီးကဥက္ကန္တီခင်ဗျာစွန့်နေဗျာဆိုပြီးတော့တဏီယာမန္တရတောင်ကြီးပြေးလိုက်နော် အဲ့ဒီဥခန္တီယာဒီလိုနဲ့ဖရာကြီးအကြောင်းဒီတေရေသာသနာပြုတယ်မန္တလေးတောင်ရောက်ဖူးကြတယ်မဟုတ်လားဆောင်းဆောင်းနန်းကြီးတွေများတန်ဆောင်းနန်းကြီးတွေနော်လောက်ထားတယ်ရန်ကင်းတောင်ဟိုအဲမန်စက်တော်တောင်ဒီလိုဟာတွေသူကအကုန်ချောက်ပြီးတော့နိုင်ငံလုံးလုပ်တယ်ဘေးနိုင်ငံညာကကုမ္ပဏီတွေအတောင်မှာဥခန္တီယာဆိုရင်လူချင်းရင်သွတ်ဒီတန်ဒီဘီလာမီရီအကျွေးပေးတယ်သူယုံကြည်လို့မို့လို့နော် နာဥခန္တီယသခိုင်းတောင်ရုပ်မဲ့ဝချက်မင်းကြောင့်ဆိုတဲ့ဆရာတော်ကြီးတပါးကြီးကြားဘူးလားပြောတာဥခန္တီယအဲ့ဒီကြောင်သွားတယ်လေဝချက်မင်းကြောင့်ဆရာတော်ကြီးနာမည်ကျော်လို့သွားဝချက်မင်းကြောင့်ဆရာတော်ကြီးဟာဥခန္တီကြွလာတဲ့ဟေးယသိကြီးဥခန္တီလာတဲ့လူဖကြီးတို့အမီးတို့လောက်ကြပါဟဲ့ဆိုပြီးတော့အဲသူတကားလေးသူမလေးခိုင်းပြီးတော့ကျွေးမွေးတယ်အဲ့ခံအဲ့ခံပြီးတော့ မင်းကြောင်ဆရာတော်ကြီးကဥခန္ဒီခမနာမည်ကျော်တယ်ဗျာတနိုင်ငံလုံးကျော်တယ်ခမအလွန်တကူးရှိတယ်စွန့်တယ်လို့ခမကျုပ်ကကြီးနားနဲ့တော့ကြားဘူးဘီမျက်လုံးနဲ့မြင်နေတာခမဘယ်လောက်စွန့်တယ်ဆိုတော့ကျုပ်ပြသားမှားလို့ပြောတယ်ဒီလိုဆိုရင်တနာကြီးဆိုင်ပါဗျာအာတနာကြီးဘာကြတာမှလို့ဆိုင်နေဗျာဒါနဲ့ तू ကဥခန္ဒီကဒီလိုဖျားရှိ နေထိုင်လေးခင်းပြီးတော့ဗရီးစိတ်တဲ့သူကဒီလိုလေးဗရီးစိတ်တော့45မိနစ်ရှိတဲ့အခါကျကဲတပြီးတော့ဗရီးစိတ်ခဲ့ပါပြီဗျာအဲ့ဒါဗရီးစိတ်လေးဘာထူအောင်냐ခုနလည်းဒါခုလည်းဒါဘာထူလို့냐ခင်ဗျာအစွမ်းမပေါ်ဘူးလို့ပြောတာပေါ့ဆရာတော်တပြီးတော့တဏှာကြီးဆိုင်းပါလို့ပြောတယ်လေခုတဏှာကြီးမှမရှိသေးဘဲနဲ့45မိနစ်ရှိ45မိနစ်လိုပါသေးတယ်ဗျာ ဆန်ငါးမိနစ်လောက်တော့ဆိုင်းမအောင်ပြောတယ်။အေးဆိုင်းမဆိုင်းမဆိုအဲဆန်ငါးမိနစ်လောက်ကြာတော့လူတယောက်ခေါင်းမုံစားနဲ့တောင်ချီပစိုးနဲ့တိုက်ပုံအင်းကြီးနဲ့တကယ်မင်းကြီးမင်းသားကြီးမင်းသားကြီးကြနေလာတယ်။ယတိဥခန္ဒီလူကျင်လို့ပါဖျားဆိုတော့ဟောတာယတိဥခန္ဒီပါပဲဗျာ။အဲ့နဲ့သူကအထုတ်တထုတ်ပြီးလှူးသွားတယ်။အဲ့ဒီအထုတ်ကြီးကြီးလိုက်တဲ့အခါရှူရင်းကတရားနဲ့ရှင်းပြပါတယ်နော်။ အဲ့တော့ဥက္ကန္တီရာရှောက်တယ်ကဲတပီတော့အစွမ်းမြင်းပြီမဟုတ်လားဗျာတပီတော့သာသနာပြုနေတာတခါတခါတလီမဲ့ပိုက်ဆံတပြားမှမရှိပါဘူးဗျာတပီတော့ဂရီးစိတ်လိုက်ရင်လူကျင်တာအကုန်ရဗျာဒါနဲ့သာသနာပြုတာပါလို့ပြောတယ်အဲ့တော့ဝချက်မင်းကြီးဆရာတော်ကြီးရတာ ဥက္ခန္ဒီခမားကလက်တွေ့ပြတော့ကျုပ်ကလည်းလက်တွေ့ပြပါအောင်မယ်ဗျာဆိုသူကလည်းပရိသွားစိတ်တဲ့ခမားလူပေါ့တဏှာကြီးဆိုင်ရိုးလူပြောတယ်တဏှာကြီးဆိုင်45မိနစ်ရှိတော့သူကလည်းပဲထလာဘဲဥက္ခန္ဒီကျုပ်လည်း45မိနစ်ရှိပြီခမားလူပေါ့35မိနစ်တော့ဆိုင်ဖို့တော့လူပြောအဲဥက္ခန္ဒီကလည်းဆိုင်ခဏလောက်ကြာတော့လူနှစ်ယောက်ဟောလောက်ကြီးနှစ်ဖက်သားလောက်ရှိတဲ့အထုပ်ကြီးတထုပ်လေးလား ထမ်းချလာတာရှေ့ကတယောက်နောက်ကတယောက်တဘူကြီးနဲ့အလဲကောင်အထုပ်ကြီးထားပြီးတော့ထမ်းအဲဝချမ်းမင်းရောင်းဆရာတော်ကြီးလှူခြင်းလို့ပါဗျာဆိုအဲ့ဒီအထုပ်ကြီးလှူတဲ့သူကဖြီးကြီးလိုက်တဲ့အခါသင်္ကန်းအစုံတရားနဲ့ရှစ်စုံနဲ့နော်ကဲခင်ဗျားလူပေါ်ဗျာကျုပ်လည်းပဲအဲ့လိုသာသနာပြုနေတာပါပြီးတော့ဒါတဲ့ခင်ဗျားကဗရီးစိတ်တော့ဘာစိတ်တာတော့ပြီးတော့ ။တပည့်တော်ပရိသေတာကအခုဝေးထားတဲ့စာရဲ့အရဟံမဟိအန္တာဇယံသူကတံအမိတံဝိရဇံဒလိတံအတုလံစရဏံတိဘဝပါတမံယမကံဒုက္ခဒံတရဏံပဏမာမိဇိနံဆိုပရိတလုံးချလိုက်တာပေါ့နော်အဲ့လူနဲ့တရားရှင်းလုံးချလိုက်45မိနစ်လောက်ကြာတာ လေအဲ့ဒါစိတ်ပါတယ်ဆိုအာကျုပ်ကလည်းအဲ့ဒါပဲစိတ်တာလို့ပြောတယ်တော့အင်းသူတို့နှစ်ယောက်ချင်းတူးနေကြတယ်အဲ့တော့အဲ့ဒီဟာစိတ်တဲ့ပုဂ္ဂိုလ်ကြီးကဒနာတိတိပေါက်တယ်လို့လူကျင်နာရတယ်လို့ဆိုရတယ်အဲသူပရိသတ်တွေလည်းစိတ်ကြပေါ်ရာနော်ကဲတစ်ခေါက်လောက်သိုးပြသားမအောင်ဘုန်းဘုအရဟံဘိအန္တရယံဥဒတံ jam Amidam wiraham dalidam adunam Saranam bibau badamam yamakam Lukadam daranam manamami